မိတ်ဆွေဒီမီခွန်းကိုရိုးရိုးသားသားဖြည့်ကြည့်ပါမိတ်ဆွေဟာနေမနာညမနာအလုပ်တွေလုပ်နေပြီမဲ့ဘန်ထဲမှာ ဝေစုဆိုတာမရှိတဲ့လောက်ဖြစ်နေပါသလားဝေရှာရတာခက်တယ်ဝေဆိုတာမကောင်းဆိုပါပဲရှမ်းလာတဲ့သူတွေကလောဘကြီးရဲ့ဆိုတဲ့စကားတွေကိုငငယ်ကလေးကကြာဘူးနာဝရှိနေခဲ့ပါသလားတကယ်တော့မိတ်ဆွေရဲ့ဝင်ဝင်နေတဲ့ဒါစီဝါရေးမတက်တာဟာ မိတ်ဆွေမတော်လို့မဟုတ်ပါဘူးမိတ်ဆွေရဲ့ဝေကြီးဆိုင်ရာစိတ်ထားမှာပိတ်ဆို့နေတဲ့အရာတွေရှိနေလို့ပါပဲဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီအစိတ်တော့ဖြစ်စေတဲ့အတွေ့အဟောင်းတွေကိုခေရှားပြီးကိုလိုချင်တဲ့ကျေဝါဆန်းတော်မှုကိုလက်တွေ့ဖန်တီးနိုင်မဲ့လေဝက်ချက်တွေကို ပြောပြပေးသွားမှာပါမိတ်ဆွေရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဓိကခေါင်းညင်ချင်း၅ခုကို သေချာဆွေးနွေးပြီးတော့မှဖြစ်ပါတယ်။တပထမအဆုံးအနေနဲ့ဝကြီးဆိုင်ရာစိတ်ထားဘယ်လိုပြုပြင်ပြောင်းလဲရမလဲ။ဒုတိယအချက်ကတော့ကြောင်ရုံမှုတွေကိုကြော်ဖြတ်ပြီးစွန်စားရတဲ့တက်သည့်ဝင်းမြူခြင်းအကြောင်းတတိယအနေနဲ့စကားလုံးတွေရဲ့စွမ်းအားကိုပြောလိုက်တဲ့စကားတွေကကိုဝင်ွေကိုဘလို့တတ်မှတ်ပေးလေစရုပ်သားချက်ကတော့ပဝင်းကျင်တဲ့အပေါင်းတင်ကိုရဲ့ဘိညာကလူတွေက ကိုယ်ကိုဘယ်လိုရှမ်းသာစေတယ်လဲဆင်းရဲစေတယ်လဲနောက်ဆုံးချက်ကတော့ဇွဲနှစ်ပဲနဲ့အောင်မြင်သူတို့ရဲ့အလေးချိန်ကောင်းများပဲဖြစ်ပါတယ်။ဒါအပြင်ဗီဒီယိုလေးရဲ့အဆုံးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူအများဆုံးသိကျင်ကြတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိဆက်ပြီးကြည့်ရှုပေးပါအောင်နော်။အပိုင်းတည်း ဝေကျေးဆိုင်ရာစိတ်ထားတွေကိုပြုပြင်ပြောင်းလဲခြင်းပထမအဦးဆုံးကျွန်တော်တို့ဆွေးနွေးမယ့်အချက်ကတော့မိုင်းဆက်ပါပဲကျွန်တော်မြန်မာလူဖွဲ့စည်းမှာငငယ်ကလေးကကြားဘူးကြတယ်မဟုတ်လားပတ်စံဆိုတာရှင်းလို့ပဲရှားတယ်ငွေရှားရတာပြင်းမှန်းနေဆိုတာမျိုးပေါ့စာရေးသူကဗာပြောလဲဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိ ဝေကျေးရေးရှင်နေဟာကျွန်တော်တို့ရဲ့အတွေးတွေယုံကြည်ချက်တွေရဲ့ရောင်းပြန်ဟမှုပါပဲတဲ့ တကယ်တော့မိတ်ဆွေကငွေရှာရတာခက်တယ်လို့ယုံကြည်နေရင်မိတ်ဆွေရဲ့အုံနောက်ကခက်ခဲတဲ့လမ်းကြောင်းတွေကိုပဲ ရှာဖွေပေးနေပါလိမ့်မယ်။ဒါပေမဲ့ငွေရှာရတာလွယ်ကူတဲ့ငါမှငွေရှာနိုင်တဲ့အရေးရှင်ရှိရဲ့လို့ပြောင်းလဲတွေးခေါ်လိုက်တဲ့အခါအခွင့်အလမ်းတွေကိုစတင်မြင်လာရပါလိမ့်မယ်။ကျွန်တော်တို့ရဲ့မသိစိတ်ဟာ ကာမောသူနဲ့အလားသဏ္ဍာန်တူပါတယ်။ငယ်ဘဝတုန်းကမိဘတွေ ဝေးကြီးကြောင့်ရန်ဖြစ်တာကိုမြင်ဘူးခဲ့တဲ့ကလေးတယောက်ဟာ ကြီးလာတဲ့အခါငွေကပြဿနာဆိုပြီးမတိစိတ်ထဲမှာဆွဲသွားတတ်ပါတယ်။ဒါကြောင့်သူဟာငွေရလာရင်တော့မတိစိတ်ကအလိုလိုငွေကပေါအောင်လုပ်ပြတတ်ပါတယ်။ဒါကိုပြင်ဖို့အတွက်ကိုယ့်ရဲ့မတိစိတ်ကို ပြန်လည်ရွေးဆွဲရပါမယ်။ငွေရှိမှအမ်းပိသာစုကိုပို့ပြီးစောင့်ရှောက်နိုင်မယ်။ဝေရှိမှာ လူ дан ပေးကမ်းနိုင်မယ်ဆိုတဲ့အပြုသဘောဆောင်တဲ့အတွေးတွေနဲ့အစားထိုးရပါမယ်။ကိုကိုကိုရှမ်းတာဝင်ပေးလိုက်ပါ။အပိုင်းနဲ့စွန့်စားရတဲ့တတိဒုတိယရှက်ကတော့စွန့်စားမှုပါပဲ။ကျွန်တော်တို့အများစုက comfort zone လို့ခေါ်တဲ့တက်တောင်းတက်တာနေရာမှာပဲနေရှင်ကြပါတယ်။ပုံမှန်လားစားလေးရမယ်။ပုံမှန်လေးပဲသွားမယ်ပေါ့။ဒါပေမဲ့စာရေးသူကပြောပါတယ် ပုံမှန်မလုပ်ဘူးတဲ့ຢာတွေကို မလုပ်တဲ့၍ပုံမှန်မရဘူးတဲ့ຢာလက်တွေကိုရမှာမဟုတ်ဘူးတဲ့ဆန်းသာခြင်းနဲ့ဆိုရင်ကိုယ်ကိုနေမထီထိုင်မသာဖြစ်စေတဲ့စွန့်စားမှုမျိုးတွေလုပ်ရပါမယ်။ဥပမာကိုယ်ပိုင်လုပ်ငန်းစဖို့ဝန်ထမ်းဘဝကနေထွက်တာမျိုးယနေ့မြောက်နံမှုအသေးတခုစမ်းကြည့်တာမျိုးပေါ့ကြောက်စိတ်ဆိုတာရှိနေမှာပါပဲ။ဒါပေမဲ့ကြောက်စိတ်ကြောင့် နောက်ဆုံးသွားရင်ဘာမှပြောင်းလဲတာမှမဟုတ်ပါဘူးမြမစကပုံးတော်ရှိတယ်မဟုတ်လားမရဲတဲ့အိုးတဲ့စွန်စားမှ အကျိုးမြတ်ကြီးကြီးမားမားရတတ်ပါတယ်ကိုရဲ့အိမ်မက်တွေနောက်ကိုလိုက်ဖို့အတွက်ငွေက မရှိမဖြစ်လိုအပ်ပါတယ်အဲ့ဒီငွေကိုရှားဖို့အတွက်စွန်စားရတဲ့တတိလိုအပ်ပါတယ်အပိုင်းတော့စကလုံးလေးရဲ့ဆွမ်းအားတတိယအချက်ကအရန်ကိုအရေးကြီးပါတယ် မိတ်ဆွေမင်းစင်ပြောနေတဲ့စကားလုံးတွေပါငါမှပတ်စံမရှိဘူးဈေးတွေကအရန်ကြည့်ရပဲငါကကံမကောင်းပါဘူးကွာဒီစကားတွေပြောဘူးကြပါလားဒီစကားတွေကမိတ်ဆွေရဲ့ဘဝကို ပုံဖော်ပေးနေတာပါ စကားလုံးတွေက ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို ခိုင်မာစေပါတယ်ငါမှပတ်စံမရှိဘူးလို့ပြောမယ့်အစားငါအခုငွေချဖို့နီးလန်းရှာနေတယ်လို့ ြောင်းပြီးပြောကြည့်ပါငါမတက်နိုင်ဘူးလို့ပြောမဲ့အစားငါဘလို့ဝယ်နိုင်အောင် လုံးရမလဲလို့ကိုကိုကိုမေးခွန်းပြန်ထုတ်ပါစာရေးသူကဥပမာတစ်ခုပေးထားပါတယ်ယုံကြည်ချက်ကကားမောင်းတဲ့သူ အတွေးကလမ်းပြတဲ့သူစကလုံးကလမ်းပြသူရဲ့ဉာဏ်ချက်တွေစိတ်ခံစားချက်ကလောင်စာစီလုံရကတော့လန်ခင်းသူတွေပါပဲ ဒီငါးချက်လုံးဟန်ချက်ညီမကျွေးဝါမှုစီကို ရောက်မှာပါဒါကြောင့်ဒီနေ့ကစပြီးညီတွားတဲ့စကားတွေကိုရက်တန်လိုက်ပါငါလက်ခံရရှိရဲ့ငါဖန်တီးနိုင်တယ်ငါကျေစုတင်တယ်ဆိုတဲ့စကားတွေကိုပဲရွေးချယ်အတုံးပြကြပါစို့အပိုင်းလေးပဝင်းခြင်းနဲ့အပောင်းတင်စရုပ်သားချက်ကတော့မိတ်ဆွေရဲ့ပဝင်းခြင်းပါ ကိုနဲ့အရင်ကြီးဆုံးတငယ်ချင်း၅ယောက်ကိုစရင်လုပ်ကြည့်ပါသူတို့ရဲ့ဝင်ဝေပြင်းများဟာမိတ်ဆွေရဲ့ဝင်ဝေနဲ့သွားပြီးတူနေတာကို တွေ့ရပါလိမ့်မယ်။တဖေးဆိုင်ထိုင်ပြီးအစိုးရကိုပဲအပြစ်တင်နေမလား။ကုံစီနှုံးတက်တာကိုပဲညင်းနေကြမလား။ဒါမှမဟုတ်စီဝါရေးအခွင့်အလမ်းတွေရဲ့အကြောင်းဆွေးနွေးကြမလား။မိတ်ဆွေရဲ့ဘေးနားမှာအမြဲတမ်းအဆိုးမြင်နေတဲ့သူတွေမဖြစ်နိုင်ပါဘူးကွာလို့ ပြောနေတဲ့သူတွေဝိုင်းနေမယ်ဆိုရင်မိတ်ဆွေလည်းဘယ်တော့မှအတူတက်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုထက်တာတဲ့သူတွေကိုကိုအားပေးမဲ့သူတွေပို့သွားခြင်းနဲ့ပန်းနိုင်ကိုရောက်ပြီးသားလူတွေနဲ့ပေါင်းတင်ပါလိုအပ်ရင် အစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကိုဖျက်တောက်ရရပါမယ်။ဒါဟာကိုရဲ့ဘဝအတွက် အရေးကြီးရဲ့ယဉ်နိမ့်မြုံနံမှုတစ်ခုပါပဲ။အပိုင်းကဆုံးဖြတ်ချက်ချခြင်းနဲ့ ဆွဲလုံလားနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဆုံးဖြတ်ချက်ပါပဲဆုံးဖြတ်ချက်ဆိုတဲ့စကားလုံးရဲ့မူရင်းအတိတ်ပဲကဖြတ်တောက်ခြင်းဖြစ်ပါလေဆိုလိုတာကမိတ်ဆွေကရှမ်းသာဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် မရှမ်းသာမဲ့လမ်းကြောင်းတွေအပြင်ကြီးရတွေစီကျင်ပေးတာတွေကို အကုန်ဖြတ်တောက်လိုက်ရမယ်လို့ဆိုလိုတာပါလူတော်တော်များများကရှမ်းသာခြင်းလေလို့ပြောကြပါတယ် ဒါပေမဲ့ချမ်းသာဖို့ဆုံးဖြတ်ချက်ချထားသူကတော့အဲ့ဒီအတွက်ဘာမှစိုးလှုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေတဲ့သူတွေပါအဆက်ခဲတွေတွေ့လာတဲ့အခါလမ်းလျှော့မသွားပါဘူးအောင်မြင်တဲ့တတိကြီးတွေရဲ့နံပါတ်1အရေးချင်းကတော့စွဲပါပဲဘလောက်ပဲမီးတွေဝိုင်းနေပါစေဘလောက်ပဲလဲကျနေပါစေပြန်ထနိုင်တဲ့စိတ်ဓာတ်ပါပဲငါလုံးနိုင်နေငါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ စင်ကြီးတွေနဲ့အောင်မြင်မှုဒီနှစ်ခုမှာတစ်ခုပဲရနိုင်ပါတယ်နှစ်ခုလုံးတော့လုံးဝမရနိုင်ပါဘူးကဲဒီနေ့ဆွေးနွေးခဲ့ရတဲ့ကို ပြန်ပြီးအနှစ်ရှုပ်ကြည့်ရအောင်ပါတဲ့ mindset ဝေကြီးရပေါ်ထားတဲ့အမြင်အဟောင်းအတွေးဟောင်းတွေကိုဖျက်ဆီးပြစ်ပြီးကြွေးဝါးမှုနဲ့ထိုက်တန်တယ်လို့ကိုကိုကိုယုံကြည်ပါနေ့ရေတတောက်တတာနေရာကနေ ယုံထွက်ပြီးစွန်စားပါသုံးဝညဉ့်ညွတ်တွေကိုရက်တန့်ပြီးအာဘိစကားဖြစ်နိုင်တဲ့စကားတွေကိုပဲပြောဆိုပါလေး environment ကိုကိုဆွဲတင်မဲ့အပေါင်းအသင်းတွေကိုရှာဖွေပါငါတန်တစီဆုံးဖြတ်ချက်ပြသစွာရှာပြီးဘလို့အဆက်ခဲပဲကြုံကြုံမလျှော့တဲ့ဆွေနဲ့စူးစမ်းရုံကမှအခုဒီကြောင်ရနဲ့ပတ်သက်ပြီး လူတွေသိကျင်ကြတဲ့အကြောင်းအရာတချို့ကိုပြောပြပေးပါမယ်။မိခွန်းနံပါတ်1ကျွန်တော်ကဝင်နေပါ။လာစားနေပဲစားရတာဘယ်လိုလုပ်ချမ်းသာမလဲ။လာစားရတာပြဿနာမဟုတ်ပါဘူး။အဲဒီလာစားကိုဘယ်လိုစီမံခန့်ခွဲလဲ။ပြီးတော့လာစားအပြင်အရှောင်းဝင်ဝေလမ်းကြောင်းတွေကိုဖန်ကြီးဖို့ကြိုးစားနေတာဆိုတာကအရေးကြီးတာပါ။အဓိကကငါကဝင်နေပဲဒီလောက်ပဲရရမယ်ဆိုတဲ့ အတွေးပါံကို အရင်ဆုံးဖောက်ထွက်လိုက်ပါမိခွန်းနှပန်းနဲ့ငွေမဲ့ရင်လောဘကြီးရမကြဘူးလားအဖြစ်လုံးဝမကြပါဘူးငွေဆိုတာစွမ်းရင်တစ်ခုကရိယာတစ်ခုပါပဲလူကောင်းတစ်ယောက်ကငွေများများရှိရင်ဖျားတယ်နိုင်တယ်ကြောင်ဆောင်နိုင်တယ်မိသားစုကိုလုံခြုံနိုင်တယ်မိစေက သူတစ်ပါးကိုမလိန်ညာပဲတံမိုးတစ်ခုကို ဖန်နီးပေးပြီးရလာတဲ့ငွေဟာတန်ရှင်ပါတယ်။ကိုမရှိမှသူများမရှိရာကိုပေးကမ်းနိုင်မှာပါ။ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးချိန်မှာမိတ်ဆွေရဲ့ရင်ထဲမှာမိွားလေးတစ်ခုခုတောင်းလောင်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်။ဒါပေမဲ့အသိပညာဆိုတာတင်းငယ်ယုံနဲ့မပြီးပါဘူး။လက်ပြီးလုံဆောင်မှသာအကျိုးရှိမှာပါ။ဒါကြောင့်ဒီနေ့ပဲ အခုချက်ချင်းစာအုပ်တအုပ်နဲ့ဘောပင်ကိုယူလိုက်ပါတငွေနဲ့ပတ်သက်ပြီးကိုလက်ခံထားတဲ့အပြတ်သဘောဆောင်တဲ့ယုံကြည်ချက်တွေကိုရှားရေးပါနှစ်ပြီးရင်အဲ့ဓာတွေကိုစန့်ကျင်ဘက်အပြုသဘောဆောင်တဲ့စာသားတွေအဖြစ် ပြန်ပြီးရေးပါ၃၄၀မိနစ်တိုင်းမှန်ကြည့်ပြီးကိုကိုကိုအားပေးစကားပြောပါမိတ်ဆွေရဲ့ခရီးသွားမှာကျွန်တော်တို့အမြဲတမ်းအတူတူ ရှိနေကြပါတယ်။ဒါကြောင့် TPU လေးကနေအသိပညာတစ်ခုခုရလိုက်တယ်ဆိုရင် မိတ်ဆွေရဲ့တငယ်ချင်းတွေမိတ်ဆွေချမ်းသာကြည်စင်တဲ့သူတွေကို TPU လေးကို sharing လုပ်ပေးပါအောင်နော်။ပြီးတော့ကိုမန့်မှလည်းကိုဖြစ်ရှင်တဲ့အကြောင်းအရာကိုရေးပေးခဲ့ပါ။ဒါဟာမိတ်ဆွေရဲ့ပထမဦးဆုံးသော ဝင်းစံစရီးပြုမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ျွန်တော်တို့ channel လေးကို subscribe လုပ်ရသေးဘူးလို့ဆိုရင်လည်းအခုပဲ subscribe လေးနှိပ်ထားပေးပါဦးเนาะနောက်ဆုံးအနေနဲ့ပြောချင်တာကတော့မိဆွေဟာ ကျေဝါရှမ်းသာဘွယ်အတွက်ဝေးခွာလာသူတယောက်ပါဘယ်ရာကားမှမိဆွေကိုဒါစီတို့မရပါဘူးမိဆွေကိုယ်တိုင်ခွင့်မပြုရင်ပေါ့ယုံကြည်ပါကြိုးစားပါစွန့်စားပါ မိတ်ဆွေရဲ့အကောင်းဆုံးသောပုံစံအခြားသာဆုံးသောဘဝကို ပိုင်ဆိုင်နိုင်ပါစေ။နောက်ပြီးရီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်။